င်္ဂလာပါရှင်။ကျမတို့ရဲ့အိမ်ပြန်လန်းချန်နယ်ကနေယခုတခါမှနားဆင်ရမှာကဆရာမမသိတာစမ်းကြောင်းရေးသားထားတဲ့အမမာပါစေလွတ်မြောက်ပါစေဆိုတဲ့အတွေးမြင်ဆောင်ပါဖြစ်ပါတယ်ရှင်။နားဆင်ကြည့်ကြရအောင်။1988-89ခရီးပေါ်ဆရာကနှမောက်ထဲကကြာကန်ရွာမှာနွားလဲစီးခဲ့တော့ကပုံလေးကိုပို့လာတယ်။အမက နေပူလို့ခေါင်းစည်းလေးနဲ့ ကျမကကြောပေးပြီးထိုင်နေတော့ခေါင်းနဲ့ကြောပဲမြင်ရတယ်။ဘူကေခေါင်းလေးကိုခီးပေါ်တွေကတော့မှတ်မိနေတာပေါ့။လွန်ခဲ့တဲ့နှစ်40နေပါတော့ကဆိုတော့အတော့ကိုကြာခဲ့ပြီ။အမကတော့အသက်80ပြည့်တော့မယ်။ကျမလည်းနောက်နှစ်ဆိုအသက်60ပြည့်မယ်။နှစ်40လောက်မနာရန်လျှောက်ခဲ့ရတဲ့ဒီမိုကရေစီလမ်းဟာကောက်ကွေ့ရှန်တိန်မြေရှိုးရုံမကဝင်းကဘာတဲလဲရောက်ခဲ့တယ်။ခုက ဝင်ကဘာဖြိုချဖို့အားထုတ်နေကြတော့အမကတော့ထောင်းစံအတိုင်းလူတို့မြင်ကွင်းကြမှာမရှိခြင်းအားဖြင့်ရှိနေပေးရပြန်ပြီနော်2009ခုနှစ်နှစ်လယ်လောက်ကဂရိနိုင်ငံအေသင်မှာစုံကြတဲ့အမေရိကန်တငယ်ချင်းကအမရဲ့အဲ့ဒီတုန်းကအနေထားကို ပူတည်ကြအောင်မေးဖို့စကားဆတယ်။သူကအခုထိနေရင်ကျေကျုပ်ထဲမှာရှိနေသေးလားဆိုတာမျိုးမေးချင်တော့ busy stay လို့မျက်နှာပေးနေပဲ how's a rat ဆိုတဲ့ဝါဟာရမပါပဲမေးလိုက်တယ်ကျမက yes she stay stay လို့ဖြေပြစ်သွားတယ်သူကပြုံးတယ်ဟုတ်တယ်အမအဲ့ဒီအချိန်ကအမဟာတက်ငယ်ပတိကားတစ်ချက်လို့လွတ်လပ်မှုတွေစိတ်တုံးပြီးလူမြင်ကွင်းထဲမှာမြင်ကွက်တွေတစ်ခုအနေနဲ့နှစ်တူအကြာကြီးရှိနေကြတာနော် တနည်းအားဖြင့်လူမြင့်ငွေးနှဲကို လူလုံးထွက်မပြနိုင်ပေမဲ့နေအိမ်မှာကျမရေးစောင့်ရှောက်မှုကိုကိုပိုင်စီစဉ်နဲ့ရခဲ့တယ်။အနားမှာရဲဘော်ရဲဘက်ကိုအထူးခေါ်ထားခွင့်ရခဲ့တယ်။ဒါအပြင် အမအိမ်ကစန်းနရခလုတ်လေးတစ်ခုချွေရင်းတာကအစလူလူကသိခွင့်ရခဲ့တယ်။အကျဉ်းသားပုံရိပ်ဟာအမအတွက်အသားတစ်စိတ်လိုခွဲထားမရတဲ့မြင်ကွင်းတည်ဖြစ်ခဲ့တာနှစ်ပေါင်းများစွာ။ တကယ်တော့2006ခုနှစ်နောက်ပိုင်းလောက်မှာမီဒီယာတခုကိုကျမကအမအကြောင်းပြောတဲ့အခါလက်ခုပ်တန်တို့ရဲ့အကျဉ်းသားလို့ပင်ပွန်းတက်ဖြစ်ခဲ့တယ်။အကျဉ်းသားတော့အကျဉ်းသားပဲ။ဒါပေမဲ့ဖိနှိပ်သူစစ်ဆိုးရရဲ့အကျဉ်းသားအဖြစ်နဲ့မိအိမ်မှာအကျယ်ကျုပ်ကြခံရုံမကထောက်ခံကြသူလူလူရဲ့လက်ခုပ်တန်များချာမှာပုံရိပ်တွေတစ်ခုအတွင်းမြင်ကွင်းတွေတစ်ခုအတွင်း stay စတေးနေပြီးပြုမှုပေးရတဲ့အခိုက်တန့်ပေါင်းများစွာရှိခဲ့တယ်လို့ယုံကြည်တဲ့အတွက်ခုလိုပြောဖြစ်ခဲ့တာပေါ့လူတွေကအမကိုသူတို့စိတ်တိုင်းကြပြုမှုနေထိုင်ပေးမှချစ်ခင်လေးစားနှခုတ်တံများပေးခြင်းတကြတာကိုအမကိုအမအတိုင်းအမအနေနဲ့ပဲနားလေချစ်ခင်လက်ခုပ်တီးပေးကြသူတွေလည်းရှိကြပါမယ်အမကိုသူတို့စိတ်ထဲက ပုံရိပ်အတိုင်းမြင်ကွင်းတွေထဲမှာနေထိုင်ပြုမှုတောက်ပြန်တာကိုပဲမြင်တွေ့ကျင်ကြသူတွေကအရေးတော်အဖြစ်ပုံများတယ်မဟုတ်လားအခုရောအခုတော့အမဘာမှရှိနေလဲဘလို့နေထိုင်စားတောက်နေရလဲလုံလောက်တဲ့ကျမ်းမာရေးဆောင်ရှောက်မှုရရဲ့လားတန်တိုင်းတွေကိုကြော်ပြီး အပြစ်မှာပါရဖြစ်နေလဲဆိုတာကိုဘလောက်ထိသိကြရနေလဲနေရင်ကျဲချုပ်တုံးကလို့ တရားအထုတ်မှုကိုဘလောက်အစဉ်ပြေပြေလုပ်နိုင်တဲ့အနေအထားမှာနေခွင့်ရနေလဲတခြားနိုင်ငံတွေကမှအဲကုန်မတက်ပေးနိုင်ရင်သူ့ကိုလည်းမတက်ပေးနဲ့လို့အမကပြောခဲ့ကြအောင်ကြားရတော့အမဟာအရင်ကအမ1988နှစ်များစီကအမရဲ့ပင်ကိုပကတိပြည့်မှုကိုထိန်းထားစေလို့တွေးလိုက်ရပြန်တယ်အမကနေရင်အကျယ်ကျုပ်ကာလမှာတောင်ထောင်ထဲကအကျဉ်းသားတွေကို တွေးဆစာနာပြီးကိုစည်းကမ်းနဲ့ကိုနေထိုင်စားသောက်မှုကိုထိန်းချုပ်ခဲ့တယ်ဆိုတာကြားခဲ့ရတော့ကလို့ပဲခံစားရပါတယ်။ဒါပေမဲ့အခု အမကအသက်80ပြည့်တော့မဲ့သူလေ။ဇရာအိုတယောက်ရဲ့အာခံမှုနဲ့စာနာစိတ်ပူးတွဲရောက်ရှက်ထားတဲ့ရည်တည်မှုဟာအမရဲ့ကျမ်းမာရေးအတွက်တော့အပြုသဘောမဆောင်ပေဘူးပေါ့။လူမြင်ကွင်းမှာမရှိတော့ခြင်းနောက်ွယ်ကအမရဲ့ခန္ဓာရည်ကို အဆုံးစုံအထိမြင့်တင်နေရမှုဟာစစ်ကောင်စီကိုစစ်တပ်ကိုမပူးပေါင်းမှုကြောင့်ဖြစ်လာရတဲ့နောက်ဆက်တွဲလိုအပ်ချက်ပေါ့ဒီကြားမှာ အမရဲ့ပုံရိပ်ဟာအပြောင်းလဲတွေရှိခဲ့တယ်အမကိုယ်တိုင်ထုစစ်ခဲ့ရတာတွေအရရောအမကိုစိတ်တိုင်းကျမြင်ကွင်းတွေအဖြစ်မြင်ကျင်ကြသူတွေကသူတို့မြင်မိသလိုခံစားမိသလိုပုံဖော်ထုစစ်ပြနေတာတွေအရပါအမရဲ့ပုံရိပ်ဟာပြောင်းလဲခဲ့တာပေါ့ အမလောက်လောကရန်တရား၈ပါးရဲ့ရိုက်ခတ်မှုကိုအချိန်ပြည့်ခံစားရသူမရှိသလောက်နဲမှာပါလူတဘာဝအတိုင်းအစိုးလောကရန်ခံခဲ့ရခြင်းမှာလက်ခုပ်တီးအပိတ်နှစ်သိမ့်ကြသလောက်အကောင်းလောကရန်ခံနေရခြင်းမှာတော့စကရင်းဆိုကြပြန်တာပေါ့ဒီလိုနဲ့အစိုးလောကရန်အစ်စ်အစ်စ်တွေကိုပဲအမကကြုံရပြန်တယ်အမကမတရားတဲ့အမိတ်အာဏာမှန်သမျှကိုဖိဆန်ဖို့တိုက်တွန်းခဲ့တော့က တောင်ဝန်အရာလို့လူလူကိုတရိပ်ပေးခဲ့တယ်။လူလူကအာနာသိန်းနာကိုအာခန္တာဟာနိုင်ငံရဲ့နိုင်ငံသားတောင်ဝန်ကိုထမ်းဆောင်တာပဲပေါ့။ခုခံစစ်မှမဟုတ်ပဲ။စစ်ကောင်စီနဲ့မပူးပေါင်းနေမျိုးစုံကိုလူလူကအားထုတ်တဲ့အခါအမကလည်းတန်တိုင်တွေနောက်မရောက်ခင်အိမ်တော်ရဲကလေးကနေထောင်အချင်းခံတဲ့ရောက်နေစေအခုချိန်ထိစက်ကောင်စီအလိုကြောင့်ပြောဆိုတုံ့ပြန်မှတ်ချက်ပြုတာတွေ ဘာဆိုဘာတခုမှမလုပ်တဲ့နေနဲ့မပူပေါင်းပဲနေခဲ့တယ်။ stay stay ဖြစ်နေစေ။လူမြင်ကွင်းမှာအမမရှိတော့တဲ့မရှိတော့ပဲနေရချိန်ပါလား။အမကဘလို့ထင်မြင်မှာပါလဲ။တုံ့ပြန်မှာပါလဲလို့တွေးတွေးပြီးကြောင်းကြပူပန်သူတွေလည်းအများကြီးပဲ။အမလူမြင်ကွင်းမှာမရှိနေခြင်းဆိုတာသူတို့လူတွေအတက်တော့ တက်ရောက်မှုအပြောင်းလဲဖြစ်မသွားဘူး။အမလူမြင်ကွင်းမှာ မရှိနေပေမဲ့အမကိုထောက်ခံအားပေးစာနာကြသူတွေက လူမြင်ကွင်းမှာဖွေးဖွေးလှုပ်ရှိနေကြတာကိုအဲ့ဒီလိုပါပဲ။အမမပါပဲအရွေးတွေကို ချင်းကပ်နေကြသူတွေလည်းအများကြီးပဲ။အမကို အမအန်တီအမေလို့ခေါ်ခဲ့ကြတဲ့ခေတ်အစုံကလူငယ်လူလတ်လူကြီး အရွယ်ဆုံးပါတာပေါ့အမကိုနိုင်ငံသားမှာမိခုနေမိကြတော့ရှင်အောင်မြင်တယ်လို့ဘလို့ပြောနိုင်မလဲဘယ်တော့ပြောနိုင်မလဲလို့သဘောရတဲ့မိခုတစ်ခုရှိခဲ့တယ်အမကကျမမလို့တော့ပဲကျမရဲ့လူတို့ကဆက်ရွေ့သွားပြီဆိုရင် ကျမအောင်မြင်တာပဲပေါ့လို့သဘောရတဲ့အဖြေမျိုးကိုဖြေခဲ့ဘူးတယ်အမမပါပဲအရွေးတွေကိုချင်းကပ်နေကြတဲ့အရွယ်ဆုံးလူတွေကိုယ်တိုင်ဟာ အမရဲ့အောင်မြင်မှုပြတာတိုင်တွေဖြစ်နေပြန်ပါလားနှစ်40လောက်ကြာတော့အမကအလုံးပိတ်ရထားလဲတစည်းပေါ်ကနေမွေးနေ့မိုင်းတိုင်တွေကိုကြော်ဖြတ်ရွေလျားနေရတယ်။ကျမကလွတ်လပ်တဲ့လေးကို ရှူနေရပေမဲ့အချိန်ရထားလဲရဲ့အဝေးရောက်ထိုင်ကုန်မှာနောက်ပြန်စီးပြီးအတိတ်နဲ့မွေးရမြေကို မျက်ချီမပြတ် စိတ်စိတ်ဆက်ဆက်ကြည့်နေမိတယ်။အမအမြန်လွတ်မြောက်လာပါစေ။ကျန်းမာပါစေ။မောင်မြဲမာပါစေ။